ရထန်ရဲ့ရှင်ပြိုင်ပုံတခဲတို့ကိုအရင်ဆုံးထိန်းနေပေးမယ်မြန်မာဖိုက်တာကဘာလို့ဖြစ်မလဲပေးရရပိုင်းကထွက်ပေါ်လာတဲ့သတင်းတပုတ်ကရထန်ကြောင့်တခဲတို့ကိုစင်ကောစကားဆိုသွားခဲ့တယ်လို့သိရပြီးဂျပန်ဖိုက်တာတခဲတို့ကလည်းချက်ချင်းဆိုတော့အချိန်မီနေရာမီဆိုတဲ့ပုံစံမျိုးပြန်လည်တုံ့ပြန်သွားခဲ့တယ်လို့သိရပါတယ်ဒီတော့ချယ်ရီကိုတိုင်းကလည်းအဆိုပါဖိုက်တာနှစ်ယောက်ကိုပွဲပြန်တည်ပေးသွားမယ်လို့ပြီးခဲ့တဲ့တနေ့ကတကူးတန်းသွားခဲ့ပါတယ်ဒီတော့ရထန်နဲ့တခဲတို့နှစ်ယောက်ရဲ့မကြေပွဲဟာပရိသတ်တွေရှေ့မောက်ကိုမကြခင်ပြန်လည်ရောက်ရှိလာဖွယ်ရှိနေကြတာလည်းဖြစ်ပါတယ် ။ဒါပေမဲ့တခုရှိတာက Rotten နဲ့ Takeru နှစ်ယောက်ကို Joe Wine အတွင်းမှာပဲဖြစ်စဉ်၊ Tanzan ကွင်းထဲမှာဖြစ်စဉ်ဘယ်သူမှလွယ်လွယ်ကူကူနဲ့ထင်ပေးမှာတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ထိုးချေးကလည်းနင်းနော်မဟုတ်တဲ့အတွက် Cherry Corin ကလည်းလွယ်လွယ်လေးတော့ပွဲတင်ပေးသွားမယ်မထင်ပါဘူး။နောက်ပြီး Takeru က Rotten ကိုလွယ်လွယ်ကူကူနဲ့အရှုံးပေးထားခဲ့ရတဲ့ Fighter တယောက်ဖြစ်တဲ့အတွက်အရှုံးသမားတယောက်ကိုထိတ်တန်း Fighter တယောက်နဲ့ချက်ချင်းလန်ကင်းဆိုလို့ပွဲတင်ပေးမယ်မထင်ပါဘူး။ဒီတော့ဖြစ်နိုင်တာတစ်ခုက Cherry ရော Rotten နဲ့မချေပွဲနှွှဲမဲ့ Takeru ကိုတခြားသော Fighter တယောက်နဲ့အရင်ဆုံးလက်ရည်သွေးခိုင်းသွားပွဲရှိနေကြတာဖြစ်ပါရင် ပြီးကြတဲ့ Rotten နဲ့ Takeru ရဲ့ပွဲစဉ်မတိုင်ခင်ပါလဲ Cherry ဟာ Takeru ကို Rotten နဲ့ပွဲစဉ်မတိုင်ခင်အရင်ဆုံးတန့်စင်နဲ့ပွဲတည်ပေးသွားခဲ့တာကိုအားလုံးလည်းမှတ်မိကြကြပါပါ Takeru လိုထိတ်တန်းဖိုင်တာတယောက်ကိုဘာကြောင့်တန့်စင်လို Fighter လေးနဲ့ပွဲတည်ပေးလိုက်တာလဲဆိုတော့နည်းနည်းတော့စဉ်းစားချင်နေတာဖြစ်ခဲ့ပြီး တကယ်တော့ချယ်ထရီအောင်တာခဲရူရဲ့လက်ရည်ကိုစမ်းသပ်ခြင်းတလုံးအထိနာသွားမှာကိုလည်းစိုးရိမ်နေခဲ့သူပါအဲဒါကြောင့်ချယ်ထရီအောင်ဇန်ညုံတစ်ပုတ်ကိုရေးထုတ်လိုက်ပြီးတန်းစင်တော့ဝမ်းမှာနှစ်ပွဲဆက်အနိုင်ရထားတဲ့လူငယ်ဖိုင်တာလေးနဲ့တာခဲရူကိုပွဲအစီအစဉ်ပေးသွားခဲ့တာပါဒီဝမ်းမပြိုင်ခင်ကဘယ်သူအနိုင်ရမလဲဆိုတော့အားလုံးသိထားခဲ့ကြပြီဖြစ်ပေမဲ့တကယ်တကယ်ပွဲထိုးတဲ့အခါမှာတော့တန်းစင်အောင်မထင်မထားတာတွေလှုပ်ပြလိုက်တဲ့အခါမှာတော့ကွင်းမင်းသားကနေအားပေးနေတဲ့ရော့ထန်ကိုရိုင်းတော့အန်အောင်မြင်တက်သွားခဲ့ရတာပါတာခဲရူလိုဖိုင်တာတယောက်ကိုဖိနိုင်ချအောင်ဆန်းဆောင်ပြသွားခဲ့တယ်ဆိုတဲ့မှတ်တမ်းကနည်းနည်းရမှတ်တမ်းတော့မဟုတ်ပါဘူး တန်းစင်ဆိုတာဘာလဲဆိုတာပြသနိုင်ခဲ့တယ်လို့အကောင့်သိပေမဲ့အစိမ်ပြင်းနေဆိုတာကိုတန်းစင်ကပြသထားနိုင်ခဲ့တာပါတန်းစင်တို့အရှုံးရလနဲ့ရင်ဆိုင်ခဲ့ရပေမဲ့စာချုပ်တခုတော့ရရှိပိုင်ဆိုင်သွားခဲ့တယ်လို့သိရပါတယ်အခုလည်း Rotten နဲ့ Target Road ကိုပွဲတင်ပေးဖို့လှုံ့ဆော်နေတဲ့အချိန်မှာ Cherry ကအခုလိုပဲဖွင့်ဟလာခဲ့ပါတယ် Target Road ကိုချက်ချင်းပဲ Rotten နဲ့ပွဲပြန်တင်ပေးလိုက်ရင်တိတ်အစီအပြေဘူးထင်တယ်တချို့ရောမကျော်တချို့ရောမကျော်နိုင်ပေမဲ့ Rotten ကိုအရှုံးထားရတာဆိုတော့သူ့မှာပြန်လည်တည်ဆောက်ယူရမယ့်အရာတွေလိုအပ်တယ်လို့ထင်ပါတယ်ဆိုပြီးလမ်းကြောင်းစာခင်လာတော့တွေ့ရပါတယ် ပြောချင်တာက run ten နဲ့တွေ့ရဖို့ဆိုရင်နိုဝင်ဘာမတိုင်ခင်ချားပွဲစဉ်တွေလောက်နိုင်ပွဲရတဲ့နေဆိုတဲ့အချက်ပဲဖြစ်ပါရင်အဲ့တော့တာခဲလူနဲ့ run ten တို့ကိုပွဲတည်ပေးဖို့ဆိုရင်အရင်ဆုံးတာခဲလူရဲ့လက်ရည်ကိုစစ်ဆေးပေးတာမျိုးတွေပြုလုပ်သွားဖို့အတွက်တခြား fighter တောင်နဲ့ပွဲတည်ပေးသွားဖွယ်ရှိနေသလိုဒီတစ်ခါပွဲတည်ပေးသွားနိုင်တဲ့ fighter ကဘယ်သူဖြစ်မလဲဆိုတာကိုလည်းတင်ချာလေးစောင့်ကြည့်သွားရဖို့ရှိနေခဲ့တာပါတကယ်လို့အဲ့လိုပွဲတည်ပေးသွားမယ်ဆိုရင်ချက်ထွေအနေနဲ့ဒူဇန်ညွန်းရင်းနေကြ fighter တွေဖြစ်တဲ့မြန်မာ fighter တရားရောက်နဲ့ပွဲတည်ပေးသွားဖွယ်ရှိတယ်လို့ယူဆချင်ပါတယ်။ဒါကြောင့်ဆိုရင်မြန်မာ fighter တွေဟာချက်ထွေအတွက်ဇန်ညွန်းရင်းလိုတိတ်ကောင်းတဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါဆိုရင်တာခဲလူနဲ့လက်ရင်ဆမ်းမဲ့ဖိုင်တာကဘယ်ဖိုင်တာဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပြီးလက်ရှိစာချုပ်ကျန်နေသေးတဲ့စွန်းလင်းဥက္ကိုများပွဲထုတ်သွားမလားဒါမှမဟုတ်အခုနောက်ပိုင်းတော်တော်လေးလက်စွမ်းနေပြနေတဲ့သွေးလင်းထက်ကိုလည်းဖြစ်နိုင်တယ်လို့စူပါရီဂျန်နဲ့အမ်ဝီတို့လည်းရှိနေသေးတာဖြစ်တဲ့အတွက်ဘယ်ဖိုင်တာနဲ့ပွဲတည့်ပေးသွားမလဲဆိုတာစောင့်ကြည့်ကြင်စာအဖြစ်ရှိနေခဲ့ကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကလာပါမယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်း MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page တွေကိုလည်း like and follow မနည်းရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးဝဲတင်ရှိပါရစေခင်ဗျာ။